ရှောင်းချွန်းပြန်ရောက်လာတော့တူလင်းဖေးကအမြန်ထွက်သွားခိုင်းတဲ့အခါအသက်တေမှာစိုးရိမ်ပေမဲ့တာဝန်ပြီးဆုံးအောင်လုပ်မယ်ဆိုပြီးဓာကိုဖန်ချိုးလိုက်တယ်လို့လက်သေးကုတ်ချက်တွေကိုလည်းအမြန်ရှောင်းတင်းလိုက်ပါတယ်။တေမှာကြောက်တဲ့လူကရဲဝံစွာတိုက်ခိုက်နေခဲ့ပြီးလူတစ်ယောက်ကိုဓာချိုးနဲ့ပြစ်လိုက်ကနောက်လူကိုတော့လက်မျိုးဖန်ချိုးပြစ်လိုက်တာကြောင့်ပိုင်ရှောင်းချွန်းအစ်ရောဟုတ်ရဲ့လားဆိုပြီးမယုံကြည်နိုင်ဖြစ်သွားရပါတယ်။ ကိုတော့ပိုင်းကထာဝရရှင်တန်သူဖြစ်နေလို့လောချံရဲ့မကောင်းဆိုးဝါးဝိညာဉ်တွေကလည်းထိခိုက်အောင်မလုပ်နိုင်ကြပဲတမဏိရေပြားတွေပေါ်ချီရလေးတာဖြစ်စေခဲ့ကအနီးကပ်တိုက်ခိုက်ကြချိန်မှာလည်းနာကျင်မှုမခံစားရသလိုမျိုးအတင်းရိုက်နဲ့ပြစ်နေခဲ့ပါတယ်။လောချံကမိသားစုအစီအစဉ်အတွက်အသက်ပေးတိုက်ခိုက်မယ်ဆိုပြီးမိစ္ဆာတကောက်လိုပုံစံပြောင်းလိုက်တဲ့အခါကိုတော့ပိုင်းကជីချီဟွားအိုးကျင့်စဉ်နဲ့ပြန်လဲရင်ဆိုင်ပြစ်လိုက်လို့ပေါက်ကွဲမှုဖြစ်ပွားသွားရပါတော့တယ်။ကိုတော့ပိုင်းပြစ်လဲသွားတဲ့အချိန်လောချံတည်သွားပြီဆိုတာကိုချက်မိသားစုအကြီးအကဲကခံစားသိရှိလိုက်တဲ့အတွက် ာမန်ဂိုင်းသားတယောက်ကလောချန်လိုခြိဆွန်းအားအင့်ရှစ်ကိုတောင်ရှင်းပြနိုင်တာလားဆိုပြီးလူတိုင်းကြောက်လန့်သွားကြပါတယ်။ဒီအချိန်မှာပဲခြိဆွန်းအားအင့်ကိုရှိတဲ့တခင်လေးဟန်ပြန်ရောက်လာပြီးဒီကိစ္စကိုသူ့တာဝန်ထားလိုက်ဆိုကာထွက်ပြေးသူတွေနောက်ကိုအမြန်လိုက်လာခဲ့ပါတော့တယ်။ကိုတော်ပိုင်းပြန်တရီရလာတော့ဓာတ်တချောင်းဆိုင်ဝင်နေလို့ဒူလင်းဖေးကနှုတ်ပေးဖို့ကြိုးစားတဲ့အခါနားရဲဆိုပြီးလှိမ့်အော်နေလို့အခုထိဘာမှမလုပ်ရသေးကြောင်းပြန်ရှင်းပြရပါသေးတယ်။ဓာတ်ဆွဲနှုတ်ပြီးတွေးတိတ်အောင်လှုပ်ပေးလိုက်တဲ့အခါကိုတော်ပိုင်းလည်းနာကျင်ပင်ပန်းလွန်းလို့အိမ်မောပြန်ကြသွားပါတယ်။ တူလင်းဖေးကပေါံပေါ်မှာအိတ်နေတာကိုကြည့်ပြီးအလိုလိုရှက်သွားတာကြောင့်အတင်းတွန်းချမိလိုက်လို့ကိုတော်ပိုင်လည်းတေးပါပြီဆိုပြီးနောက်တစ်ခေါက်ပြန်អော်လိုက်ရပါတယ်။ချီစုဆောင်မှုအစ်င့ကနဲ့လူအကုန်လုံးရှင်းပြနိုင်ခဲ့လို့အရန်ကိုလေးစားမိကြောင်းဟောရင်ဖေးပြောနေတဲ့အချိန်မြားတစ်ချောင်းတိုးဝင်လာတာကိုသတိထားမိသွားတာနဲ့တူလင်းဖေးကိုအမြန်ကာကွယ်ပေးလိုက်ပြီးလက်မောင်းတံရထည့်ရသွားခဲ့ပြန်ပါတယ်။နောက်တနေ့ကထပ်ပြေးလိုက်ကြတဲ့အခါလောချန်ရဲ့တပည့်ဖြစ်သူချီစုဆောင်မှုအစ်င့ကွန်ရှိတဲ့ကြင်ကြံသူတွေရောက်ရှိလာကြပြီးသွေးဆက်ကနေတဆင့်ခြေရခံလိုက်လာကြပါတော့တယ်။ ကိုတော်ပိုင်တို့နေရောညပါပြေးလွှားနေခဲ့ကြရပြီးလမ်းတလျှောက်ခြုံခိုလှုပ်ကြံသူတွေကိုလည်းအပြည့်ရှင်းပြစ်နေခဲ့ရတယ်လို့ဟော်ယွင်ဖေးကသူ့အတွက်ကြောင်းတဲ့ဒုက္ခခံမနေပါတော့နဲ့ဆိုပြီးထားပစ်ခဲ့ဖို့အကြံပေးပါတယ်။မျက်ချီပြက်လောက်တဲ့နေရာမှာခိတနာခိုးလိုက်ကြပြီးကိုတော်ပိုင်ကဂူပေါက်ပိတ်ဆို့နေခဲ့ကဒူလင်းဖေးကဆေးလုံးတိုက်ကျွေးပေမဲ့နောက်ဆုံးတလုံးဖြစ်လို့သူ့အတွက်အသုံးမပြုဘဲအရေးကြီးတဲ့အချိန်ခါအတွက်တင်းထားခိုင်းလိုက်ပါတယ်။ ဒါအပြင်ရှောင်းချွန်းကချီဆုဆောင်မှုအစ်င့ငါဖြစ်လို့စွမ်းအားကြီးရန်သူတွေကိုအမြဲတမ်းတိုက်ခိုက်နေနိုင်မှာမဟုတ်ပဲတဖြည်းဖြည်းရင်းနှိမ့်လာနိုင်ကြောင်းညှောလင်းချက်မဲ့ပြောဆိုနေကြပေမဲ့စွမ်းအားပြန်ပြေးလာတဲ့အခါဒီနေရာကထွက်သွားကြမယ်ဆိုပြီးကိုတော်ပိုင်ကတော့အဆုံးထိယုံကန်နေအောင်မှာပါအဝေးတနေရာကနေမကောင်းဆိုးဝါးအငွေ့အသက်တွေကိုရုတ်တရက်ခံစားမိလာလို့အစင်ကိုကျင့်ကြံသူဖြစ်တဲ့တခင်လေးဟန်ရောက်လာတာဖြစ်နိုင်တယ်ဆိုပြီးတူလင်းဖေးပြောနေတဲ့အချိန်ဂူပေါက်တစ်ခုလုံးဖြည့်ဆည်းခံလိုက်ရပါတော့တယ် ရောက်လာသူကလောချန်တပည့်ဖြစ်ပြီးအပေါင်းပါတွေထံသတင်းပို့ဖို့လှုပ်လိုက်ပေမဲ့မြူကိုးတွေကြကယုတ်တရက်ထွက်လာတဲ့ကိုတော်ပိုင်ကလယ်မျိုးလိန်ချုပ်ဖြစ်ပေးလိုက်တဲ့နောက်အဝေးတနေရာကနေချီဆွမ်းအားဆင့်ကိုရှိတဲ့သူတဖြည်းဖြည်းရောက်ရှိလာပါတယ်။ဒါကိုမြင်တော့အမြန်ထွက်သွားကြမယ်ဆိုပြီးပြောပေမဲ့တယောက်မှလှုပ်ရှားခြင်းမရှိလို့တူလင်းဖေးကိုလက်ဆွဲခေါ်လိုက်တဲ့အခါသူတို့နှစ်ယောက်လုံးကဒဏ်ရာအပြင်းထန်ရရှိနေတယ်လို့ချီဆွမ်းအားကုန်ခန်းနေပြီဖြစ်လို့တာမန်လူတယောက်လောက်တောင်ထွက်ပြေးနိုင်မှာမဟုတ်ဘူးဆိုကလက်လျှော့လိုက်ကြပါတော့တယ်။ ဟောရင်ဖေးကပိုင်ရှောင်ချွန်းကိုတယောက်တည်းပြန်ခိုင်းလိုက်ပြီးဂိုင်းကိုအတိပေးလိုက်တဲ့အခါသူတို့ကိုလာကဲနိုင်ကြောင်းပြောပေမဲ့ဒီအတိုင်းထားခဲ့ရင်အကုန်သေးသွားကြမယ်ဆိုတာကိုအယူတယောက်ဖြစ်နေရင်တောင်ကောင်းကောင်းနားလည်နိုင်ပါတယ်။ထွက်မသွားသေးတာမြင်တော့တူလင်းဖေးကသူ့ကိုယ်သူတက်တည်လိုက်မယ်ဆိုပြီးအကြက်ကင်ပြောဆိုလာတဲ့အပြင်ညီလေးပိုင်ကသူတို့အတွက်မျှော်လင့်ချက်ဆိုပြီးဟောရင်ဖေးကလည်းအမြန်ထွက်သွားခိုင်းပါတယ်။သူတို့နှစ်ယောက်တည်ဆုံးမှုကနင်းကြောင်မဖြစ်စေချင်ဘူးဆိုရင်အခုချက်ချင်းထွက်သွားဆိုပြီးတူလင်းဖေးကနောက်ဆုံးတခွန်းပြောလိုက်တော့ကိုတော်ပိုင်လည်းနာကျင်စွာလဲထွက်သွားလိုက်ပါပြီ။ ပိုင်ရှောင်ကျွမ်းကိုအသက်ရှင်စေချင်ကြလို့အခုလိုဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့အမြန်ရောက်လာကြတဲ့ရန်သူတွေကိုတိုက်ခိုက်အချိန်ဆွဲထားကြဖို့တူလင်းဖေးတို့ဆုံးဖြတ်လိုက်ကြတဲ့အချိန်သူတို့အားလုံးအသက်ရှင်တန်နိုင်အောင်သူနီးသူဟန်နဲ့ကဲတင်ပေးမယ်ဆိုပြီးကိုတော်ပိုင်ကသူဒီနေရာမှာရှိနေကြအောင်အကျေကြီးအော်ခေါ်ပြစ်လိုက်ပါတယ်လောချန်ကမကောင်းဆိုးဝါးကောင်တွေလင်းရှိကိုင်းရဲ့သူရဲ့ကောင်းကိုတော်ပိုင်ဒီနေရာမှာစောင့်နေတယ်ဆိုပြီးအကျေကြီးအော်ပြစ်လိုက်လို့ရန်သူတွေလမ်းကြောင်းပြောင်းသွားကြတယ်လို့တူလင်းဖေးတို့လည်းစိတ်ပြက်လက်ပြက်ဖြစ်သွားကြရပါတယ် ပိုင်ဆောင်ချွတ်အတွက်လမ်းဖွင့်ပေးခဲ့ကြပေမဲ့အခုချိန်မှာတော့တဖက်လူကသူတို့အတွက်တောင်ပြန်လမ်းဖွင့်ပေးသွားခဲ့ပါပြီ။တခင်လေးဟန်ကတောင်းဆိုနေတဲ့ကောင်ကိုအ мян သွားတက်ခိုင်းလိုက်ပြီးတခြားလူတွေစီထက်သွားရအောင်မှဖြစ်လို့ကိစ္စရှင်းခိုင်းလိုက်တဲ့အချိန်ကိုတော်ပိုင်ကတခြားသူတွေလွတ်မြောက်အောင်ရှင်းနိုင်ကြတဲ့အထိထွက်ပြေးဖို့ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ပစိန်ခုတ်ချက်ရောက်လာလို့လက်ပလာနဲ့ဓာစီထားလိုက်ရပြီးအန်အားသင့်နေတဲ့ရန်သူကိုလက်မျိုးချုပ်တိုင်းကွက်နဲ့အပြည့်ရှင်းပစ်လိုက်တယ်လို့ပုံရိပ်တစ်ခုထက်ရောက်လာလို့သွားမဲ့နေရာကြိုခံမှန်းလိုက်ပြီးဒုတိယမြောက်ရန်သူကိုပါအသေးသက်ပေးလိုက်ပါတယ်။ ညားတွေပြစ်လွတ်လာလို့အပင်ကွယ်နောက်ဝင်ပုန်းလိုက်ပြီးပင်ပန်းလွန်းနေပြီဖြစ်လို့တဖက်လူရှာမတွေ့ပါစေနဲ့ဆိုကတိတ်တိတ်လေးအနားယူနေရတယ်လို့တဖက်ရန်သူကလည်းလှုပ်ရှားတဲ့ဘက်ကိုအတင်းဆောင်ကြည့်နေလျက်ရှိပြီးတခြားလူတွေကိုလည်းဒီနေရာကိုလန်းခေါ်လိုက်ပါတယ်ဒီအတိုင်းဆက်နေရင်ဆရာတူအမတွေကိုဖမ်းမိသွားနိုင်ချေများလို့ကိုတော်ပိုင်လည်းအယောင်ပြတ်လှုပ်ရှားလိုက်ပြီးညသမားရှိတဲ့ဘက်ကိုညတစ်ချောင်းပြန်ပြစ်ပေးလိုက်တဲ့နောက်တတိယရန်သူတည်ဆုံသွားခဲ့တယ်လို့သူကိုယ်တိုင်လည်းဒဏ်ရာထက်ရသွားခဲ့ပြန်ပါတယ် နာကျင်မှုကိုတောင့်ခံအန်ဂျိတ်ပြီးဆွဲနှုတ်လိုက်တဲ့အခိုက်တခင်လေးဟန်ကဒီလောက်တန်ရာရထားတာတောင်အခုချိန်ထိမသိသေးတဲ့အတွက်အစွမ်းထက်ကြင်ကြံသူဖြစ်ရမယ်ဆိုပြီးတောအုပ်ပတ်ချလေကိုဝင်းရံပိတ်ဆို့ခိုင်းလိုက်ပါတော့တယ်။ဒါပြန်စည်းနေတဲ့လူတွေသူ့ကိုကြော်ဖြတ်သွားပေးမယ်။ချီလင်းသမားနှစ်ယောက်ထက်ရောက်လာတဲ့အတွက်အပင်ပေါ်ကနေတိတ်တိတ်လေးစောင့်ကြည့်နေခဲ့ကဒီနေရာကိုရှာဖွေကြည့်ပြီးဘာမှရှာမတွေ့တဲ့အကြောင်းသတင်းပြန်ပို့လိုက်ကြပါတယ်။ ဒါပေမဲ့တောင်ကြီတော့အုံနာမှာထူးဆန်းတဲ့သွေးဆက်တချို့ကိုသူတို့ရှာတွေ့ထားတဲ့အကြောင်းလူတချို့သတင်းပို့လာတာကြောင့်ဆရာတို့အကိုတွေဖြေရမယ်ဆိုပြီးကိုတော်ပိုင်လည်းမြေပေါ်ခုန်ဆင်းလာခဲ့ကဒဲကျက်ထက်ဖြစ်စေလိုက်ပါတယ်။တူလင်းဖေးတို့ကိုလိုက်ရှာနေတဲ့လူတွေအပြင်လောချမ်မီသားစုတစ်ခုလုံးကကြင်ကြံသူတွေအကုန်လုံးပိုင်ရှောင်ချွမ်းနောက်ပြေးလိုက်လာကြပြီဖြစ်လို့တူလင်းဖေးတို့လည်းမိုးမလင်းခင်ကျေးကျွေးတောင်ကြီကိုအ мян ဆုံးထွက်သွားကြပါတော့တယ်။ နာကျင်မှုကိုတောင့်ခံရင်မယက်မနာပြေးလွှားနေခဲ့ရတဲ့အပြင်လမ်းမှာပိတ်ဆို့ထားသူတွေကိုတစ်ချက်ထဲရှင်းပြနေရလို့ကိုတော်ပိုင်တယောက်အမှန်တကယ်ပင်ပန်းနေခဲ့ပါပြီ။ရွာသွန်းလာတဲ့မိုးရေဆက်တွေဟာသွေးကွက်တွေကိုတော့စေးကြောမပေးနိုင်ခဲ့ပဲလမ်းတစ်လျှောက်တစ်ဖက်နေခဲ့ပြီးတူလင်းဖေးတို့စီလိုက်မိလာတာနဲ့လုံးကျန်တိုက်ခိုက်သူတွေကိုကြားဖြတ်ဟန်တာပြစ်လိုက်ပါတယ်။အတူတကောထွက်သွားလို့မရတာမို့ဆရာတူအကိုတွေကိုအ мян ထွက်သွားခိုင်းလိုက်တဲ့နောက်ကျင့်ကြံသူတွေထက်ရောက်လာကြလို့စုပ်ပြတ်တက်နေတဲ့ကိုတော်ပိုင်လည်းတစ်သားသားတစ်ချောင်းနဲ့အများနဲ့တယောက်ပြေးဝင်ရင်ဆိုင်လိုက်ပါတော့တယ်။ တုံးကျိမုံမှန်ထားတဲ့တစ်သားသားကတမ်မနီထက်ပိုမှကြောနေခဲ့တဲ့အပြင်လူတစ်ယောက်ကိုအဆုံးသက်ပေးလိုက်တိုင်းအလင်းငိုက်တိုက်ကွက်တွေကြောင့်ဒဏ်ရာများစွာရရှိနေလျက်ရှိပေမဲ့တေးချင်းရှင်ချင်းတိုက်ပွဲဖြစ်လို့ထိန်ချန်ထားเสียရပါမှရှိမနေတော့ပါဘူးဒီလိုမျိုးတိုက်ခိုက်နေရင်အချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့လူတိုင်းတေဆုံသွားခဲ့ကြပြီဖြစ်လို့သူ့ကိုတက်ချင်တဲ့ကောင်တွေထက်ရောက်လာကြဆန်းဆိုပြီးအော်ဟစ်ပစ်လိုက်ချိန်မှာပဲမွေတကောင်ကအနောက်ကရိုက်ထုတ်လိုက်ကတစ်ပင်မှာရစ်ပတ်ထားလိုက်ပါတယ် တခင်လေးဟန်ချန်ရောက်လာပြီးချီစုဆောင်မှုအစ်စ်ငါလောက်နဲ့လောချန်ကိုတက်ပစ်နိုင်လိုက်လို့ဘသူလဲဆိုပြီးစစ်မေးတဲ့အခါကိုတော်ပိုင်ကခေါင်းချင်းဖြတ်တိုက်လိုက်ပြီးမင်းတို့ရဲ့ဖိုးဖိုးပိုင်လို့ပြောလိုက်တော့မွေကြီးကိုပိုရစ်ပတ်ခိုင်းလိုက်ပါတော့တယ်။အမြင်အာယုံတွေဝေဝါလာပြီးတည်ဆုံတော့မလို့ဖြစ်နေတဲ့အချိန်ရှောင်းချွန်းလို့ခေါ်တဲ့မိခင်ဖြစ်သူအတန်ကိုကြားလိုက်ရပြီးငငယ်တုန်းကအဖြစ်ပြက်တွေကိုပြန်တရီရလာခဲ့ပါတယ်။ မိဘတွေအကုန်လုံးဟာလူမဲမတိတက်ခင်တဲကယောဂဝေဒနာကြောင့်တည်ဆုံသွားခဲ့ကြရတာဖြစ်လို့ပိုင်ရှောင်းချွန်းဟာဒီမှာကြောက်တဲ့ယောဂကိုစိတ်ယောဂတစ်ခုလိုမျိုးအရန်ကြောက်ရွံ့သွားတဲ့အတွက်အခုချိန်မှလည်းမွေပိုက်ထဲမျိုးချလိုက်တာတော့အတင်းဖောက်ထွက်လာခဲ့ပါတော့တယ်။အသက်နဲ့ရင်ပြီးတိုက်ခိုက်တာတော့အစင်ချင်းကွာချလွန်းတဲ့အတွက်တစ်တာတာလည်းကျိုးပဲ့သွားသလိုလယ်မျိုးချုပ်တိုင်းကွက်ကလည်းဟန်ချံပေါ်မှာအလုံးမဖြစ်နိုင်ခဲ့ပဲလက်လိန်ချိုးခံလိုက်ရပါတယ်။ နာကျင်စော်အိုဟစ်တန်ကတောအုပ်တစ်ခုလုံးပြန့်နှံ့သွားရသလိုတစ်ဖက်မှာလည်းဟော်ရင်ဖေးအခြေအနေမကောင်းတော့လို့ဂိုင်းစီကိုသတင်းပို့လို့ရနိုင်တဲ့တောင်ပေါ်ကရှေးဟောင်းအဆောက်ဦးစီတွားခိုင်းလိုက်ပါတယ်။အကာကွယ်ရှိနေလို့ကိုတော့ပိုင်းတက်သွားခဲ့ပြီးဆီယာဒူအကိုတွေအသက်ရှင်နိုင်အောင်အစွမ်းကုန်တိုက်ခိုက်ရမယ်ဆိုကကြီးချီဟော်အိုတိုင်းကွက်နဲ့အစွမ်းကုန်ရိုက်ချပစ်လိုက်တဲ့နောက်တခင်လေးဟန်ချန်ထိခိုက်သွားရပေမဲ့အသက်ရှင်နေပါသေးတယ်။ ရှောင်းချွန်းဟာသူ့ပြိုင်ပဲဖြစ်ထိုက်တယ်ဆိုပြီးချီဆွမ်းအားအဆင့်ကိုအထိရှီတမ်းမြထုတ်သုံးလိုက်ကအေယာမသွေးသားကြီးနဲ့ခုတ်ပိုင်းချက်လာတဲ့အတွက်တစ်ဖက်ကလည်းနောက်ဆုံးကျန်တဲ့လက်တွေအိုးနဲ့ကောက်ပစ်ပေးလိုက်ပါတော့တယ်။လက်ခွန်ကခဏလောက်ထိန်ထားပေးပြီးတစ်ဖက်ကအားတိုးလိုက်လို့ကန်ထွက်သွားချိန်မှာတော့ဒီနေရာကြီးတစ်ခုလုံးပောက်ကွဲပျက်စီးသွားပြီးတောင်ပေါ်ပြေးတက်လာတဲ့ဒူလင်းဖေးလည်းအပြားခတ်သွားကလူတခြားကြောက်စိမ့်ပြတခြားလွင်ထွက်သွားခဲ့ရပါတယ်။ညင်ကွင်းတွေရှင်းလင်းသွားတဲ့အခါတခင်လေးဟန်ချန်ကမင်းကိုတက်ပြီးသွားရင်ဆရာတို့အကိုတွေကိုသွားတက်ပြစ်မယ်ဆိုပြီးပြောတော့ ကိုတော့ပိုင်လဲစိတ်ကူးရင်မနေစမ်းနဲ့ဆိုပြီးအတင်းတွန်းတိုက်ပစ်လိုက်ကနှစ်ယောက်သားအတူတူကြောက်သေးပြုတ်ကျစေလိုက်ပါတော့တယ်။တူလင်းဖေးကရှေးဟောင်းအဆောက်ဦးနားကိုကုတ်ကက်သွားသွားနေရတဲ့အချိန်ပြန်တိုက်နိုင်ခြင်းမရှိတော့တဲ့ပိုင်ရှောင်းချွမ်းဘက်မှာလဲရှဲတီးခံနေရပေမဲ့ချီဆွမ်းအားဆင့်ကိုဆိုတဲ့မင်းရဲ့လက်သီးထိုးချက်တွေကသူ့အယိုးတွေလောက်တောင်မတန်ပါသေးပါလားဆိုပြီးခြောက်ကက်ကဲရဲမောနေလိုက်ပါတယ်။မချင်းနဲ့ရင်နောက်ဖွားကျမှလဆားလာချီဆိုပြီးခန္ဓာကိုယ်ထဲဓာတ်ထိုးသွင်းလိုက်တဲ့အခိုက်တူလင်းဖေးကကြောက်စိမ့်ပြကင်မြောက်လိုက်ကစိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းစီကိုအရေးကြီးတဲ့ရင်ပိုးလွတ်နိုင်လိုက်ပါတယ်။ ကိုတော့ပိုင်ကသူတည်သွားမယ်ဆိုရင်တော့မင်းကိုပါအတူတူ ခေါ်သွားမယ်ဆိုပြီးဓာတ်ကိုစောင်းဆွဲလိုက်ကဟန်ချက်ပြတ်သွားတဲ့ဟန်ချက်လေဘင်းကိုလက်နဲ့စောင့်ထိုးပစ်လိုက်ပါတော့တယ်။ဒီလိုနဲ့မိုးတိတ်သွားတဲ့အခါမှာတော့နေအောင်ကြီးပြန်ထွက်ပေါ်လာသလိုကိုတော့ပိုင်လည်းသူ့တာဝန်ပြီးမြောက်သွားခဲ့ပြီဆိုပြီးသတိမေးပစ်လဲသွားရပါပြီ။ဆရာတူမောင်လေးပိုင်ကချမ်းမီသားစုချင်းကျန်သူတွေကိုတယောက်ထဲရင်ဆိုင်နေရတယ်ဆိုပြီးတူလင်းဖေးရဲ့အတန်စကားကိုဂိုင်းတစ်ခုလုံးကြားလိုက်ကြရတဲ့အပြင်အချက်ပေးကောင်းလောင်းမိဟီလာလို့အကြီးကဲတွေလည်းချက်ချင်းထွက်လာလိုက်ကြပါတယ်။ လောချမီတာစုပုံကန်နေတဲ့တရင်ကတောင်ထွတ်တိုင်းကိုရောက်သွားပြီးကျင့်ကြံနေတဲ့ဂိုင်းသားတွေနဲ့တာဝန်ထမ်းဆောင်သူတွေအကုန်လုံးကိုကျုံးတောင်တောင်မှလာရောက်စုဝေးခိုင်းလိုက်တဲ့နောက်နန္တာတောင်ထွတ်ရဲ့တပည့်ပိုင်ဆောင်ချွန်းကတယောက်တည်းတိုက်ခိုက်နေရပြီးတေးသလားရှင်သလားမသိရတဲ့အတွက်သူတို့တော့ကူညီရမယ်ဆိုကကြေးကြွေးတောင်စီထွက်လာလိုက်ကြပါတော့တယ် လောချင်မီသားစုမှာတော့ဟန်ချင်ပြန်ရောက်မလာသေးလို့လူတိုင်းစောင့်ဆိုင်းနေကြတဲ့အချိန်မမျှော်လင့်ထားတဲ့လေတင်ဘောကြီးတွေကောင်းကင်ထက်မှာထွက်ပေါ်လာခဲ့ကြသလိုလမ်းပြပေးသူကဟောရင်ဖေးဖြစ်ပြီးတောင်ထွတ်သခင်လီရဲ့အမိန်ပေးမှုအောက်မှာပဲမိတောက်တာဆင်းပေါင်းများနဲ့စတင်တိုက်ခိုက်ကြပါတော့တယ်။အိမ်တော်အကာအကွယ်ကြီးလည်းတခဏချင်းပြည့်စည်သွားခဲ့ရပြီးလောချင်မီသားစုဝင်တွေဟာမီးလောင်ပြင်ကြီးထဲမှာနာကျင်စွာတည်ဆုံသွားကြရပါတယ်။ တူလင်းဖေးကိုတော့ဂိုင်းကရှာတွေ့ထားတာမဟုတ်ပဲသူမတို့မိသားစုကြီးရဲ့လက်အောက်ငယ်သားတွေကအရင်ရှာတွေ့သွားကြတာဖြစ်ပြီးတခင်မလေးဖြစ်သူကိုအမြန်ကူတာပေးနေကြပါတယ်။တတိပြန်ရလာတဲ့အခါပိုင်ရှောင်းချွန်းကိုအမြန်သွားကယ်ရမယ်ဆိုပြီးတောအုပ်ထဲအမြန်ပြေးဝင်သွားလို့လက်အောက်ငယ်သားတွေအမြန်လိုက်ဖို့လုပ်ကြပေမဲ့ကြေးကျွေးတော်စီရင်ကအပြင်လူတွေကိုတားဆီးထားပါတယ်။လူအင်အားများပြားနဲ့တောနှင်းရှာဖွေခဲ့တာတောင်ပိုင်ရှောင်းချွန်းကိုရှာမတွေ့နိုင်ဖြစ်နေကြပေမဲ့သူတက်ခဲ့တဲ့အစင်းမြင့်ကျင့်ကြံသူတွေကိုတော့မယုံကြည်နိုင်စွာမြင်နေခဲ့ကြရပါတယ်။ တွေးစွန်းအဝတ်အစားကိုသာနောက်ဆုံးရှာတွေးခဲ့ကြတဲ့အပြင်ချီစုဆောင်မှုအဆင့်ကိုကျင့်ကြံသူနဲ့အပြင်းထန်တိုက်ခိုက်ခဲ့ရတာကြောင့်အသက်ရှင်ဖို့မဖြစ်နိုင်တော့ဘူးဆိုပြီးတဲလွန်စားတွေကနေတဆင့်ကောက်ချက်ချလိုက်ရပါပြီ။တူလင်းဖေးရောက်ရှိလာပြီးဒီဝတ်စားကိုမြင်လိုက်တဲ့အခါဝမ်းနည်းဆောင်ကိုကျွေးမိလိုက်ပေမဲ့ရှောင်ချွမ်းမသိနိုင်ဘူးဆိုပြီးယူတယောက်လိုအပြေးအော်ခေါ်မိနေကပုံမနေပဲမြ мян ထွက်လာခဲ့ပါဆိုပြီးညှော်လင့်ချက်လေးကိုဖတ်တွေ့ထားမိနေပါတယ်။အကြီးကဲလီကလည်းပိုင်ရှောင်ချွမ်းကိုအပြင်ဘက်မှသာ ATA ဆက်ဆက်ဆံပေမဲ့ဆွေမျိုးသားချင်းဖြစ်နေတဲ့အပြင် ထူးချွန်ရည်ချင်းရှိသူဖြစ်လို့အယမ်းမျောလင့်ထားခဲ့တာကြောင့်အခုချိန်မှလည်းမတွေ့မချင်းလိုက်ရှာခိုင်းလိုက်ပါတယ်။အချိန်တော်ကြာသွားတဲ့အထိအရေးအယောင်လေးတောင်ရှာမတွေ့နိုင်ဖြစ်နေကြတဲ့နောက်မှာတော့ပိုင်ရှောင်းချွန်းဟာမိတ်ဆွေတွေကိုကူညီပြီးအသက်ပေးကာကွယ်သွားခဲ့တယ်လို့ဂိုင်းအတွက်အန်ဒီယေကိုလည်းကူညီဖြည့်ရှင်းပေးသွားတဲ့အတွက်စွန့်လို့အနစ်နာခံသူတယောက်ဆိုပြီးအကြီးအကဲတွေကနှစ်ပေါင်းများစွာကြာတဲ့အထိအောင်မေတ္တရီရနေဖို့အထင်အမှတ်ပြုလုပ်ပေးကြပါတယ်။ ။နာရီအခမ်းအနားမှာတော့ယင်းသူတွေငိုယိုနေကြရပြီးရှီပောင်ချိုင်ကသူ့ကိုဘသူကာကွယ်ပေးမှလဲဆိုပြီးဝမ်းနဲ့စော်အောင်ငိုနေတယ်လို့ဖက်တီရှိရောက်လဲသူတို့ညီလေးဖြစ်သူအတွက်ဖြေမစဲနိုင်ဖြစ်နေကြပြီးနောက်ဘဝကျရင်လဲညီအကိုတွေထက်လောက်ကြဖို့ဂရီပေးပြောဆိုနေကြပါတယ်။ဟောရှောင်မေကလည်းအကိုရှောင်ချွန်းကိုဘာဖြစ်လို့ပြန်မခေါ်ခဲ့ရတာလဲဆိုပြီးအကိုဖြစ်သူကသာထူးရိုက်ငိုကျွေးနေလျက်ရှိပြီးဂိုင်းချုပ်ဖြစ်သူကပိုင်ရှောင်ချွန်းကိုတပည့်အဖြစ်လက်ခံပြီးအကြီးကဲလင်းလို့နေရာမှာအစားထိုးပေးမှဖြစ်ကြောင်းဂုံထူးဆောင်ကြီးမြင့်ပေးကြပါတယ် ဒါအပြင်ပိုင်ရှောင်ချွန်းကတာမန်တပည့်မဟုတ်တော့ဘဲအကြီးအကဲတယောက်ဖြစ်လာသလိုဆယ်ယောက်မြောက်ကန်တော်ဝင်သူရဲကောင်းတပည့်အဖြစ်လည်းမှတ်ယူခံလိုက်ရပါတော့တယ်။ဒါပေမဲ့ဘလို့ပဲလုပ်ပေးနေပါစေတည်သွားသူကိုပြန်ခေါ်ပေးလို့မရတဲ့အတွက်လူတိုင်းရဲ့ဝမ်းနည်းနာခြင်းမှုတွေကအချိန်တစ်ခုကြာကုစားပေးဖို့လိုအပ်နေခဲ့ပြီးတောင်းထွတ်သခင်လီကလည်းပိုင်ရှောင်ချွန်းရဲ့မိဘဆွေမျိုးတွေကိုတောင်းပန်စကားပြောနေခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ဟော်ယွန်ဖေးနဲ့တူလင်းဖေးတို့ကိုလည်းအတွင်ကိုင်းသားတွေအဖြစ်ယာရုတိုးမြင့်ပေးလိုက်တဲ့အခါတူလင်းဖေးကညင်းပယ်ကြောင်းပြောလိုက်တဲ့အတွက်ဒီလိုခွင့်ရေးကိုညင်းရနိုင်တာလားဆိုကလူတိုင်းကယူများယူသွားပြီလားဆိုပြီးတီတိုးပြောဆိုနေကြပါတယ်။အတွင်ကိုင်းသားဖြစ်လာမဲ့အစားလောချင်တဲ့နမိတ်နဲ့နေတဲ့တူလင်းမျိုးကိုသွားချင်တဲ့အကြောင်းဝေးလံကောင်ဖျားတဲ့နေရာတစ်ခုဖြစ်ပေမဲ့ဆရာတူမောင်လေးပိုင်ကအဲ့ဒီနေရာကိုအသက်ရှင်လျက်ရောက်နေနိုင်တာမို့သူမသွားချင်တာဖြစ်ကြောင်းရှောက်တင်လိုက်တာကြောင့်အချိုးအချောင်းညီညွတ်လို့ဂိုင်းချုပ်ကသဘောတူပေးလိုက်ပါတယ်။ တယောက်ထဲကြံရင်နေခဲ့ပြီးဘသူမှမရှိတော့တဲ့အချိန်ကြမှာရှောင်းချွန်းရဲ့အထင်းအမတ်ကြောက်ပြားကိုပုတ်သက်ကင်တွေလိုက်ပြီးသူမရဲ့အသက်ဟာဘိုင်းရှောင်းချွန်းကယ်တင်ပေးခဲ့တာမို့ဘယ်နေရာပဲရောက်ရောက်ဘယ်ချိန်ပဲဖြစ်နေပါစေဒီနေရာကနေအမြဲတမ်းစောင့်နေမယ်ဆိုပြီးမျက်ရည်ဆက်တွေနဲ့ဂရုပြုလိုက်ပါတော့တယ်အစိုးဆုံးချိန်နေမှာတော့ဖြစ်အောင်လုပ်နိုင်တဲ့ယုံကြည်ချက်ရှိနေမယ်ဆိုရင်တကယ်အောင်မြင်နိုင်တဲ့အကြောင်းကိုတူလင်းဖြစ်တယောက်ဒီမှာကြောက်တဲ့ကောင်လေးစီကနေအများကြီးတင်ယူလိုက်ရပါတော့တယ်